အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြဆွလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမခင်ခင်သူရေးသားထားတဲ့မောင်မဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်မောင်မမင်းကရန်ကုန်မှမန္တလေးသို့ခိတရောက်လာကြတော့ကျမတို့မိတ်ဆွေမိသားစုကစကိုင်းကောင်းမှုတော်ဖရာကြီးနဲ့မင်းကုန်ဖက်လိုက်ဖို့ပါရန် ပြောလာတော့အခါကျမလိုလိုလားလားလက်ခံလိုက်ပါသည် စိတ်ကလေးမှအပန်းပြေစေတော့သဘောဖြင့်လိုက်ချင်တာမှန်တော့လေကောင်းမှုတော့တနခါဝယ်ချင်တာကလည်းတကြောင်ပါပါသည်ကျမတို့မန္တလေးနှင့်မဝေးလာတော့တနခါထွက်ရအရက်များဖြစ်သည်ရွှေဘိုအရာတော်မုံရွာရေစကြိုနယ်ထွက်တနခါများလေကောင်းပါ၏ကောင်းမှုတော့တနခါကိုလည်းကျမကြိုက်သည်ကောင်းမှုတော်မှာကျမတိတလောက်တနခါထွက်ခြင်းမရှိပါ ။တဏ္ဍာထွက်တော်ထို့ရက်တွေကပဲရောက်လာကြသောတဏ္ဍာများပင်ဖြစ်ပါလိမ့်မည်။ဘယ်ရက်ဘယ်တဏ္ဍာမပြောနိုင်တော့လဲ။ကောင်းမှုတော်ဖရာကြီးမှရောင်းသည့်တဏ္ဍာများကတော့တဏ္ဍာဆစ်လာပါ၏။အနှစ်ဝါဝါအပွေးရင်ရင်ရနတ်မွေမွေတဏ္ဍာများဖြစ်သည်။ရန်ကုန်သူတွေကိုပါအကြံပေးရပါသည်။ကောင်းမှုတော်တဏ္ဍာဝေကြရအောင်။တဏ္ဍာတော်စစ်တယ်။ဖျားရင်ပြင်ပေါ်မှာတဏ္ဍာကိုလိမ်မယောင်းရဘူးလို့ဆိုတာပဲ။ ဟာတနခါတော့ဝယ်မဟဲ့မင်းကုန်းကိုလည်းကျမရောက်ချင်တာကြပါပြီမန္တလေးနေ့မင်းကုန်းဝေးလာတော့လေတကန်းတကနိုင်လာသည့်အတွေ့ဆေးရောက်တော်မှာကိုမရောက်နိုင်ခဲ့ပါ ရေလန်းကသွားလျင်မယန်းချံထင်ဝင် စိတ်ကန်းတွေဖဲသွားရမည် ထို့မှဘုတ်ချက်စီရသည်ကားလန်းကသွားချင်ရင်တော့စကိုင်းကိုဖြက်မင်းကုန်းအထီကားလန်းထိုးထိုးပေါရောက်ပါ၏ ခရီးကမထောင်းတာလာတော့လဲတမီးကလေးတစ်ဖက်နဲ့ဆိုတော့ကျမမှတော်ယုံခရီးစဉ်းစားရပါသည် အခုတော့ကောင်းမှုတော်ဖရာကြီးရောမင်းကုန်းကိုပါတကြောတဲ့သွားနိုင်မှာဆိုတော့အဆင်ပြေလာသည်ဖရာလည်းဖူးရင်တနခါလည်းဝယ်ရင်ထွက်ခဲ့ရသည်ခီးပင်ကျမတို့အဖွဲကောင်းမှုတော်ကို အရင်သွားကြကဖရာဖူးကြသည်တနခါဝယ်ကြသည်ရန်ကုန်သူတွေတနခါမြင်တော့ဝယ်လိုက်ကြဆန်းဆိုတာများ ချက်ချင်းပင်တနခါးကားဖြစ်သွားတော်သည်ကောင်းမှုတော်မှစကိုင်းဖက်ပြန်လာကစကိုင်းတောင်တက်လန့်အတိုင်းမင်းကုန်းဖက်စီကိုမောင်းခဲ့ကြသည်စကိုင်းကထွက်၍မြစ်လန့်အတိုင်းမောင်းလာသည်နှင့်အေယာဝရီကိုလက်ဖြစ်ပုတ်လို့ပင်ရပြီမြေရဲ့ပြင်က စိမ့်ဖက်နေသလို လေကလည်းအေးမြလာသလိုဇေရင်နှင့်တဆောင်းချောင်းနှင့်ကြောင်းတို့ပေါများလှသောအရက်တီသားမောတရားရိပ်ဖြင့်ငိမ့်ချမ်းသည်လည်းအမှန်ပင် ရှေးကတော့ဒီလိုလမ်းခင်းမထွင်တော့ရေလမ်းကိုသာအားထားရသည်အခုတော့သခိုင်းနဲ့မင်းကိုနတ်လမ်းပေါက်သည်ဟုပင်တင်စားချင်ပါ၏လမ်းမှာဝါချက်ရွာအာလောင်ရွာတွေကိုဖြဲရသည်ခိုးတောင်ရွာရိတ်ဝင်လာတော့မုတ်တိဆိုင်ကလေးတွေ့ရပြီနေ့လယ်စာကိုသခိုင်းပြန်စားမှာဆိုတော့မနေ့ကင်စာခိုးတောင်မုတ်တိစားကြရအောင် မုတ်တီဆိုင်ကလေးတစ်ဆိုင်မှာကားထိုးရက်ရင်ခေါရောင်မုတ်တီစားကြသည်အသားငါးမပါပဲပဲမှုထွထွေစီဝါစီနီတို့နှင့်တုတ်ထားတော့ခေါရောင်မုတ်တီကလည်းမန္တလေးမုတ်တီကိုပင်ပခုံးတိုနိုင်သည်ခေါရောင်မုတ်တီတဲ့များကမနက်ဖက်မန္တလေးဖက်ကန်ကူးကမန္တလေးမြို့ပေါ်လေးပြင်းလေးရက်မှရောင်းချပြီးညနေကူးရိုလေပြေးပြန်ကြရသည်ညနေတိုင်းလင်းကော်ဝေမြင့်ရှုခင်းထဲက ငှက်တံပန်းတွေပေါ်မှာခိုရောင်မုတ်တီခန်တောင်းပလက်ကလေးတွေကိုလည်းမြင်နိုင်ပါ၏ဒီဖက်ရွာတွေကတိတိတနတ်စိုက်ပျိုးကြတာများတယ်။မွေးမြူရေးလည်းလုပ်ကြတယ်၊လက်မှုပညာလည်းတက်ကြွကြတယ်။ကျမကမိဆွေမိသားစုကို ပြောပြတော့အညာရွာကလေးတွေကို သူတို့လည်းစိတ်ဝင်စားကြပုံရသည်။ကားလမ်းတစ်လျှောက်အိမ်တွေမှာခြံတွေမှာစိုက်ပျိုးထားကြသောဇွန်ယုံကြီးတွေကိုမြင်ကြရပြီး ရွာများနဲ့အဆက်ပြတ်နေသောနေရာတွေမှာတော့စိမ့်စိမ့်ဆူဆူတိတ်ရိတ်ဝါရိတ်များအစင်မပြတ်လာပါစကိုင်းတောင်ရိုးနှင့်မင်းဝတောင်ရိုးကြားရှိလွင်ပြင်ကြီးမှာကျဲ့ပြောလာသည်။တခါတရံမြေရတက်သောနွားလဲတွေကလမ်းလဲအတိုင်းလိုက်သွားကြရာကအချိုးအကွေ့မှာဖြုတ်ခနဲပျောက်သွားတတ်ကြသည်။တနေရာရောက်တော့ဘွားခနဲပေါ်လာတက်ပြဲ၏။သူတို့ရွာတွင်နှင့်သူတို့လမ်းသူတို့ပဲတည်ကြတာမဟုတ်လား။ လမ်းဘေးတိရိပ်မှာတောက်ရီအိုးစင်ကလေးတွေရှိသည်ကြီးမားလှသော မကြီးပင်ကြီးတွေရှိသည်တောရကြောင်များဖုံးကြီးကြောင်များချောင်းများစီလမ်းညုံရာဆိုင်းပုတ်တွေရှိသည်ကြက်ထောင်းရွာထိပ်မကြီးရိပ်မှာတော့ဘိုးတော်ဖျားကောင်းမှုတော်ရေကန်ကြီးကို တွေ့ရပါ၏မိုးမြိတ်ကုန်းမြေရိပ်ကိုကြော်ခဲ့ပြီးမင်းကုန်းရိပ်ကိုဝင်ပြီး လန်ခေးမှာပြောင်းနေခဲ့သည့်အေယာဝရီသည်လည်းမင်းကုန်းရိတ်ကိုရောက်တော့ပြန်ပေါ်လာခဲ့ပါ၏အေယာဝရီမျက်နှစ်တစ်ဖက်ကမန္တလေးတောင်သည်တိမ်တောင်တိမ်လေးတိမ်ရိပ်များဖြင့်လှပနေသည် မင်းကုန်းခေါလောင်းတော်ကြီးရှိရာခေါလောင်းယုံရှိမှကားရလိုက်ကြကကျမတို့ဆင်းလိုက်ကြသည်ကျမအိမ်သားကဧည့်သည်မိသားစုကိုရှင်ပြသည်မင်းကုန်းကြီးလေးကြီးလို့ပြောရင် ဖရာကြီး ချင်းတိတ်ကြီးခေါလောင်းတော်ကြီးကံတော်ကြီးလို့ပြောကြတယ်ကံတော်ကြီးကတော့ကျွန်တော်တို့လမ်းမှာတွေ့ခဲ့ကြတဲ့စက်ထောက်ကန်လို့တချို့ကယူဆကြတယ်ရှေးကတစ်ဖက်ဆယ်ကန်ကြီးလည်းရှိခဲ့ဘူးတယ်လို့ပြောကြတယ်ဘိုးတော်ဖရာကအေယာပရီမြစ်စိတ်ကနေအနောက်မင်းဝတ်တောင်ရုပ်ကို ဖောက်ပြီးလှဲနွားသွားနိုင်တဲ့လမ်းဖောက်ပေးခဲ့တယ်လို့လည်းဆိုတယ်ကျမတို့ခေါလောင်းကြီးကိုလှက်ပက်ကြည့်ကြပါသည် ကဘာပေါ်တွင်တတိယအကြီးဆုံးခေါင်းလောင်ကြီးကိုတန်ရမကြီးရှုထန်းထားသည် ခေါင်းလောင်ပေါ်ကမင်းဖြူမှန်မှန်ပြောဆိုသည့်စာရန်ကို နောက်ကန်ထားကဓာတ်ပုံရိုက်ကြသည်ဒီခေါင်းလောင်ကြီးကတန်60လောက်လေးတယ်လို့ဖတ်ပူတယ်ခေါင်းလောင်တွေရဲ့တဘာဝမှာပစွန်ထုတ်စုံကြအုံဖောင်ဇက်နဘန်းရယ်လို့ပါကြပြီမြင်ဒီလောက်ကြီးတဲ့ခေါင်းလောင်ကြီးကိုအချိုးကျအောင်သုံးနိုင်တာကိုအံ့ဩကြတယ် မီးကတော့ခေါင်းလောင်းကြီးကိုမော်ကြည့်သည်မေမေပါကြည့်လဲလို့မေးသည်ကျမကခေါင်းလောင်းထိုးနေသည်ကိုရင်တပားစီကထိုးတံကိုယူပြီးထိုးပြလိုက်သည်ခေါင်းလောင်းကြီးအောက်ကဖြဲ့၍တစ်ဖက်ကိုကူးခဲ့ကြသည်ကျမကတော့အဲ့ဒါလို့ခေါင်းလောင်းကြီးအောင်မဝင်ရဲဘူးမတော်ပြုတ်ကျချိန်နဲ့တိုက်ဆိုင်နေမှဖြစ်မမယာပြုတ်မယာနဲ့မိတ်ဆွေအမျိုးသမီးစိုးရိမ်နေပုံကိုကြည့်ပြီးကျမတို့မှရီကြရသေးသည် ကျမတော်သူပြောမှကြောက်သွားမိတယ်လို့လို့ဟုတ်ပါရဲ့ကိုအောက်ကဖြတ်တုံခေါင်းလောင်းကြီးကြလာလဲဘယ်လိုလုပ်မလဲခေါင်းလောင်းယုံဘေးကဆိုင်ခန်းတွေကိုကျမတို့ဝင်ကြည့်ကြသည်တမီးအသွက်မြင်းဖြူမှန်မှန်ပြောဂမီးထိုးထားသည် ခေါင်းလောင်းပုံပါတီရှပ်တစ်ထဲဝယ်ဝတ်ပေးလိုက်သည်မိတ်ဆွေဤသားကလေးကမင်းဖြူမှန်မှန်ပြောဆိုတာဘာလဲမင်းနေလို့ခေါင်းလောင်းကြီးပိတ်တာချိန်ကို ညမအခရာဖြင့်အမှတ်အသားပြုထားခြင်းဖြစ်ကြောင်းပြောပြရသည်ပိဋ္တာချေ9555ကျမတို့တွင်မြသိမ့်တန်စီတီဖဲလှဲခဲ့ကြသည်လမ်းနှစ်စာလင်ဖျားပါဝန်ကမြင်လာပါ၏လေကလေးများကိုအရင်တက်ရမည် မတက်ခင်တောတိရစာမုတ်ကလေးတွေရောင်းနေတာတွေ့လို့မုတ်စီကြောင်ပူပူကိုဝယ်စားကြသည်အရသာကောင်းလာသဖြင့်စားလို့ပင်မဝခင် အရှိဘက်နီးနီးမှမြစ်ကိုမြင်နေရသည်မြစ်ဘေးမှခြုံတွေတက်နေသောချင်းသိဖြူကြီးတစီမြင်နေရသည်ကျမအိမ်သားကမြင်းနှစ်ချင်းသိကိုဓာတ်ပုံရိုက်ဖို့ထွက်သွားသည်ဖြင့်ကျမတို့ကြီးဖျားပေါ်တက်ခဲ့ကြသည်ဖះစေဒီဖက်ကိုမတော်ကြသေးပဲအုံးလေကထိတ်စီကအေယာရီမြင့်နှင့်အဝေးရှုမြော်ကင်းတွေကိုကျမတို့ကြည်ကြသည်မြေစိမ့်မှာလှေတွေစိုက်ထားသည် မော်တော်ဒဇင်း20လဲရှိသည် အဖေကိုတရေရလိုက်မိပါ၏ရှဲလေကြီးတွေခစ်ကုံသွားတော့အဖေက ဖောင်ဆွဲမော်တော်တစ်စင်းဝယ်လိုက်ပြီးအစိုးရတဲ့ဖောင်ဖွဲ့ရေးကိုဝင်ကတက်များဆွဲခဲ့သည်တခါတရံတာဝန်ကြရာမင်းကုန်းဖောင်ဖွဲ့ရေယုံစိတ်မှမော်တော်သွားကတ်ထားရသည့်အခါများလည်းရှိပါသည်အဖေရှိနေသည့်မင်းကုန်းကို ကျမတို့မောင်နှမတွေစိတ်ကူးရတိုင်းလိုက်သွားလေရှိကြပါသည် တလုံးကြီးတွေပေါ်ဇက်ခနဲ့ဇက်ခနဲ့ကူးရတာကိုပင်ကစားကွင်းလိုသဘောထားကြရတာကိုလည်းမှတ်မိသည်ရေပေါ်တလုံးကြီးတွေကဖောင်တွဲတွဲထားတော့လေကြကြရက်လျင်မြုပ်သွားသည်ဒီတော့တလုံးတွေပေါ်ဇက်ခနဲ့ဇက်ခနဲ့ဖြစ်ရသည်အဖေကတော့သားသမီးတွေကိုလက်ဆွဲကမြသိန်းတန်စီတီဖက်ထွက်လာတတ်ပါသည်မြသိန်းတန်စီတီကိုးကွယ်ထားပုံကိုအဖေသဘောကျသည်ကတချောင်းဖြစ်ပါ၏ မင်းငုံဆရာတော်ကြီးကပထိုးတော်ကြီးကိုဧည့်ခေါ်ဖျားညတိန်နံစီဒီကိုဧခံဖျားလို့အမိတ်ရှိခဲ့ပူးတဲ့။အဖေပြောခဲ့ပူးသောစကားကိုလည်းအမှတ်ရမိပါသည်။မိတ်ဆွေမိသားစုကဖျားပေါ်တပ်ပို့ခေါ်တော်လဲခင်မုန်းနယ်ကိုစောင်းလိုက်ခြင်းသေးသဖြင့်တွားနှိမ်ရန်ပြောပြီးဆောင်းနှန်းချိန်မှာစောင်းနေခဲ့ပါသည်။မလာနိုင်သဖြင့်ကျမတို့သားအမိဖျားစီဒီဖဲလိုက်ခဲ့ကြသည်။ ကျမဖတ်ဖို့တလားမြတိန်တန်စီဒီဖနက်တော်အောက်ခြေဝိုင်းဝိုင်းဆက်ဆက်ကစကြဝဠာကိုရည်ရွယ်ကြောင်းစီဒီအောက်ခြေရဲ့အဝိုင်းလိုက်ကြီးပေါ်မှာပြစ်စရာခုနှစ်ဆင့်တစ်ဖြည်းဖြည်းမြင့်တက်သွားတာတီတာခုနှစ်တန်းတောင်ရခုနှစ်လုံးကိုရည်ရွယ်ကြောင်းတရမပြစ်စရာကယူကနတောင်ထိပ်အလဲဘဟုမှာမြင်းမော်တောင်ပေါ်အာလိငါးဆင့်တွင် twin ထုထားသောအယုတ်တွေကလည်းမှန်ပါလာပါ၏ပထမအာလိကနှကား ဒုတိယအာလင်္ကာဂလုံးတတိယအာလင်္ကာဂုံမှန်များစတုတ္ထအာလင်္ကာယက္ခပြစ္စမအာလင်္ကာကဏဘာထိုအာလင်50အထက်ကတကြားမင်းဆိုင်ရာတာရိတာနှစ်ပြင်းမြင့်မော်တောင်ထိပ်မှာစုနာမဏိစေတီတော်ဆ ्याम ဆ ्याम တော်တူဟုတ်ပါတယ်နော်တခုတော့ဇောင်းနှန်းရဲ့အရောက်မှာကျမတို့သားအမိထိုင်နာနေကြစဉ်မိန်းကလေးတယောက်ရောက်လာခဲ့သည် အသက်က20အဆင့်ဝန်းကျင်လောက်ရှိအောင်မြင်မျက်နှာကလေးကနေလောင်ထားတော်လဲလှပချော်မော်ခြင်းအရေးလက္ခဏာတွေတော့ပျောက်ပြတ်မသွားသေးပါစပင်တွေကဖေးတင်မထားသဖြင့်ဖွာထက်ကပြန့်လွင့်နေလေသည်မျက်တွင်းခြိုက်ခြိုက်တွေထဲကမျက်လုံးတွေကတော့အယောင်မလဲရှာတော့အဝတ်အစားကတန်တန်ဆင်ဆင်ရှိတော်လဲတောက်တောက်ပြောင်ပြောင်မရှိရှာပါမင်းကလေးနဲ့အတူ သူ့အဖော်ဈေးတဲ့မင်းကလေးတစုကပါဝိုင်းလာကြသည် ဟုတ်ပါတယ်။တမိခါပဲသူတော့။ကျမဆ ्याम ကိုတက်လာကလေးကမြင်တယ်။လူမားမှာဆိုလို့ဆ ्याम ကဝါလာတယ်နော်။အမေကြီးရော နေကောင်းလား။ထုံမင်းကလေးကိုကျမလုံးလုံးမမှတ်မိပါ။ချွေးစည်းကလေးတွေပြန်နေတော့သူမျက်နှာပေါ်မှာတော့ကျမကိုလူမမပဲတွေ့လဲရသဖြင့်စိတ်အေးသွားပုံပေါ်ပါ၏။ကျမကလည်းစဉ်းစားနေရပါသည်။ဘယ်သူများပါလဲ။ပြီးတော့ကျမအမေကိုပါတီးပုံရသည်။ အမေကြီးနေကောင်းသလားလို့ဝင်မေးနေသည်မဟုတ်လားမိန်းကလေးကကျမနာမည်မေးတာကိုထဲ့မဖြေတော့ကျမမှစဉ်းစားရခံနေပါသည်အမေကြီးနေကောင်းပါလေကွအသက်တော်ကြီးပြီပေါ့သမီးကမူရလေမူရနွယ်ဟဲမူရဟုတ်လားကျမကြီးဟုတ်လားအဲထဲမှာအတိတ်ပဲရအများကြီးပါသွားလိမ့်မယ်ထင်ပါ၏အလို့ မမှုရာညီးပဲ့လို့ဖြစ်ရတာတော့ဆိုသည်အာဩရိတ်ကများနေပါလိမ့်မည်။ကျမကျောင်းဆရာမှတာဝန်ထမ်းဆောင်ခဲ့စဉ်ကညနေဖဲကျောင်းကအပြန်အနာဝင်းကျင်ကကလေးတွေကိုခေါ်က စာပြပေးသည်။ကျမလည်းအတွေ့အကြုံရအောင်ကလေးတွေလည်းအဆင်ပြေအောင် ပြပေးခြင်းဖြစ်ပါ၏။အခအကျင်းငွေရဲ့လိုလည်းမယူတော့အနှံ့သူတွေများသည်။ဒီကလေးတွေတဲကထူးထူးခြားခြားရှိကြသူတပည့်တချို့ကိုကျမမမင်း မူရနွယ်ကိုလည်းထူးခြားသည့်တပည့်တွေထဲကတရားဟုပင်ဆိုရပါမည်။ချမ်းသာသောမိဘနှစ်ပါး၏အလိုလိုက်ခြင်းခံရသူကလေးဆိုတော့ဒီကနေ့ပေါ်မနေ့ပြန်ခါပေါ်ရောက်ဝေးရစားရသည်။တပည့်တော်တော်များများထဲမှလှပချောမောပြည့်စုံသူကလေးအဖြစ်ကျမမှတ်မိနေခြင်းဖြစ်ပါ၏။သူတပဲမကလေးကိုဒီလိုပုံနဲ့ကျမကိုလာနှုတ်ဆက်လိုက်မည်မထင်ခဲ။စင်ရဲ့ချင်းချမ်းသာခြင်းသည် ကျွေတလက်ချက်တခုံအချိန်အခါမရွေးပြောင်းလဲသွားနိုင်တာပဲမဟုတ်လားတင်္ခါရတဘောကိုကျမညံမိတလောက်တဘောပေါပါဤကျမအာဩရာကခြားနာသူကဆင်းရဲသွားရရှာပါပကောဆိုတာမဟုတ်ပါကျမမထင်မှတ်တဲ့နေရာမှာမူရကို တွေ့လိုက်ရချင်းကြောင့်ဖြစ်ပါသည်အော်အေးအေးမှတ်မိပြီမူရကမင်းကုန်းမှနေတာလားကျမအိမ်အောင်ကြပြေးမှရောက်လာတာဆရာမကလေးတယောက်ရပါပြီလေ တမိကလေးပါ။အော်တမိကလေးကဘယ်ရွယ်ရောက်ပြီလဲ။အိမ်ထောင်ကကော။ကျမတို့လူမျိုးဤပရိသရာယခွန်ဆက်စကားတွေမှာ သူတစ်ပါးကိုရေးကိုတာတွေပါရစမြဲဖြစ်သည်။ရင်ကျိမှုအရာလူချင်းဝင်အရာမမေးတင်နာရဲ့လို့ရှောင်လွှဲနိုင်ဖို့ခဲ့သည်။အိမ်ထောင်ကိစ္စစားဝတ်နေရေးကိစ္စတာရေးတမိရေးကိစ္စအစဉ်ပြေမပြေစသည်ဖြင့်မေးရတာပဲမဟုတ်လား။ ။တမီးက၆နှစ်ဆရာမကြောင်းတက်နေပြီ။ကျမအိမ်ထောင်ကမကောင်းပါဘူးဆရာမရဲ့။မူယာကလိုတလောက်ပဲပြောတော့ကျမလည်းစမမေးသား။ကလေးကကြောင်းနေပြီဆိုတော့ဒီရွာကလေးထဲမှာပဲဖြစ်လိမ့်မည်။အိမ်ထောင်ထဲကကွဲနေကြတာပဲလား။မူယာကခောက်ဝဲဝဲပြောနေတော့ကျမလည်းမမေးချင်တော့အခုတော့မူယာဘာတွေလုပ်နေပါလဲသူ့အပေါင်းအဖော်များဖြစ်ဟန်ရှိသောမိန်းကလေးတွေကတော့ကျမကိုစိုက်ကြည့်နေကြသည် ။မိုယာရဲ့ဆီယာမဆိုတာတော့စကားတည်းကကောင်းမိကြဟန်ရှိပါ၏။ဒီဆီယာမနဲ့ဒီတပည့်ဘဝတကွဲကွဲတွဲခဲ့ကြဖို့တည်းဆိုတာကိုတော့လက်ခံကြပုံပေါ်ပါသည်။မူယာကမျက်ရည်တွေကိုမျက်တောင်ဖြင့်ပုတ်ခတ်ဖယ်ရှားရင်းလှေကလေးပေါ်ဆက်ကနေထိုင်ချကကျမကိုကြော်လေသည်ကျမစိတ်ထဲမှာမူယာကိုစာတင်ခန်းထဲကတပဲမကလေးအဖြစ်မြင်ရောက်လာခဲ့သည်မူယာမှာအမလားညီမတွေလားရှိတာကိုလည်းမှတ်မိပါသည် မူယာနယ်၊ရမင်းနယ်၊ရွှေစင်နယ်အဲ့ဒလိုနာမည်မျိုးတွေဖြစ်၏။ကျမတို့ရက်ကွက်ကလက်လုတ်လက်စားတွေနေထိုင်ကြတာများပါသည်။ချားနာသူတွေရှိတော်လဲတိတ်ကြီးမများလား။ဒီနည်းနည်းကလေးထဲမှာမူယာတို့မိဘများပါဝင်ကြသည်။ရက်ကွက်သားရင်းနာရေးကိစ္စတွေမှာငွေကြေးများစွာလှူဒန်းနိုင်ကြသူများဖြစ်သည်။ကားကလေးတစ်စီးရှိတာလဲမှတ်မိသည်။သမီးသုံးယောက်ကို ရွှေပေါ်များတင်ထားနိုင်သည်။ ။သမီးတွေကလည်းတယောက်တစ်မျိုးစီလှကြပါ၏။မူရတော့ညီမတွေကြည့်ရင်မင်းသမီးလောက်ကြပါလားဟဲ့။ချောကြလုံးလုံး။သမီးချောတော့ရွာကပြောဆိုသလိုရက်ွက်ကလေးကလူတွေအားလုံးမူရတော့ညီမတတွေအလှကို ပြောစမှတ်ပြုကြရသည်။အားလုံးထဲမှာမူရကအချောဆုံးလို့ကျမထင်ပါသည်။ငယ်စဉ်ကပင်မိကပ်အဖွေသားနှုတ်ခမ်းဤအရေသားမျက်ခွန်အပြားသားနှင့်ဖြစ်၏ စပင်ကလည်းထိုခိထိုအခါကခစ်စားလှသည်ဆိုသည့်ပုံစံမျိုးကို နေ့တမျိုးညတမျိုးပြောင်းတတ်သည်။ကျမမှတ်မိသလားမူရာတို့တွင်ကျမတို့ရက်ကွက်မှာတိတ်ကြကြနေခဲ့ကြတာတော့မဟုတ်ပါ။သူတို့မိသားစုပြောင်းခါနေတော့မူရာကကျမကိုနှုတ်ဆက်ရင်းလာကြတော့တာကိုလည်းမှတ်မိသည်။အဝတ်အထည်အသုံးဆောင်ပစ္စည်းများနဲ့အတူတဏ္ဍာခါးတုံးတွေပင်ပါသေးသည်ချင်ပါ၏။ ဒီတော့ကမူရကိုကျမဘယ်လိုစုရင်များပေးခဲ့ပါလဲအခုကဘယ်လိုစုရင်ပေးရမှာပါလဲမူရအခုဘာလုပ်နေသလဲဈေးရောက်တာလားဈေးရောက်တာစင်ကြယ်တဲ့အတက်မွေးမှုပဲ ကောင်းပါတယ်မူရကစင်ကြယ်တဲ့အတက်မွေးမှုဆိုတာကိုတဘောပေါက်ပုံရသည်ကျမကိုမော့ကြည့်ရင်ပြုံးသည်စင်ကြယ်တဲ့အလုပ်ပဲလုပ်ပါတယ်ဆရာမရေတော်တော်တော့ရုန်းကန်ရတယ် ဖះကိုအဲ့တယ်ရေအလာပါရင်ဈေးမရောက်ရဘူး။ဘာရီရောက်တာလဲကွန့်။ကျမကတော့ပကြီကားတွေလိုချင်ရင်ကယ်လိုရီတွေလိုက်ဖို့တယ်။မင်းကုန်းဖះတွေလဲချင်တယ်ဆိုတော့လဲလိုက်ဖို့ပေးတာပါ။ကျုံးပေမောင်နှမနှက်ကွင်းမှာတင်မြောက်စရာလိုတော့လဲလိုက်လို့ပေးလိုက်တာပါပဲ။အမွေးတိုင်တို့ဖះောင်းတိုင်တို့လဲရောင်းလိုက်တာပဲ။ပြောင်းဖူးတို့ကစွန်းဦးတို့မြေပဲပြုတ်တို့လဲရောင်းတာပါပဲ။ မူရဘာလို့တလဲဆိုရင်ပြောဖို့တော့ခက်တာတားမင်းနှစ်ယောက်လောက်တယ်မဟုတ်လားလင်သားကညင်းနဲ့အစင်မပြေပေမဲ့တမီးလေးတော့ထောက်တယ်မဟုတ်လားထောက်ဖို့နေနေတတဆာမရဲ့ဘယ်ရောက်နေမှန်းတော့မသိပါဘူးကျမစီလည်းမလာတော့ပါဘူးပြောရရင်ဆာမရဲ့ကျမကမိဖုရားဖြစ်ခဲ့တာမဟုတ်ပါဘူးမောင်မပဲဖြစ်ခဲ့တာပါ မူရပြောပြသော သူဘဝပုံရိပ်တွေကိုကြားရတာကျမအဖို့တော်စိတ်မချမ်းမသာဖြစ်ရပါ၏ဒီစနီးဒီသမီးဘဝခေးမှာအတူရှိစေခြင်းသည်ဆင်းရဲအတူချမ်းသာအများအတူတကွရှိကြစေခြင်းသည်အခုတော့ဒီလိုမဟုတ်လင်းတော်မှာကြော့အလာကို မျော်နေရရှာသောခန်းဆောင်တွင်ကအမောင်းမတယောက်၏ဘဝမျိုးဖြစ်ကြေကွဲနေရရှာသောမူရတွင် ကျမအကဲခတ်ရသလားမင်းကုန်းမှာအဝေးအဲ့အနီးအဲ့လာကြလင်ရှိသည်များလာနေတာတော့ရှိမှာပေါ့ဈေးတဲ့တွေကလည်းများတော့ဆွဆွပပရလိုက်တာမျိုးတော့ရှိချင်မှရှိလိမ့်မည်မိုးရမိဘတွေအကြောင်းမေးတော့မရှိကြတော့ဟုဆိုသည်မိဘများမဆုံးပါခင်ကစီးပွားပြုံးနှင်ကြကြောင်းလဲပြောပြသည်ဘာကြောင့်ဆိုတာတော့ထဲမပြောအမေကနောက်မှဆုံးတာဆရာမ အမေရှိတော့ငါရွှေစင်နဲ့နေတယ်။ရွှေစင်ယောက်ျားလေးကပပုစရာ။ဖះကြီးမှာတစ်ပပုတွေတွင်နေ။ရရဆဆားပါပဲဆာမရဲ့။ရမင်းတော့အိမ်တော်ကြာသွားပြီလား။မကြသေးဘူးလားမပြောတတ်ဘူး။သူလဲအဖော်ကောင်းတာနဲ့လာရှုံးမှုဆက်ဖဲအလုတ်သွားလုပ်လိုက်တာပြတ်မလာဘူး။ငါးနှစ်လောက်ရှိပြီ။ကြားရသမျှစိတ်မတက်မတာဖះရပြန်ပါ၏။ တစ်ချိန်ကတောက်တောက်ပပဝက်ကစားကသွာလာလှုပ်ရှားခဲ့ကြတော့ညီမသုံးယောက်ဤပုံရင်းတွေကိုတော့ကျမဆုတ်ဖမ်းမရချင်တော့မိုးရအတွက်အကောင်းဆုံးဘဝတနေရာကို ကျမရွေးချယ်ပေးချင်လာပါ၏ကျမအိမ်သားလှေကားစီကတက်လာနေပြီကျမတို့သားအမေနဲ့မိုးရတို့အုပ်ကြီးကိုလှမ်းမြင်ပုံရ၏ကျမတို့ရှိရာဇောင်းတန်းရိတ်ကိုရောက်လာတော့ကျမအိမ်သားကိုမူယာနဲ့မိတ်ဆက်ပေးလိုက်သည် မိတ်ဆွေမိသားစုကတော့ကျမတို့ကိုမျှော်နေလောက်ပြီဆ ्याम တော်မယ်မူရာအဲ့တဲ့တွေလည်းပါသေးလို့နော်ဆ ्याम ကိုဘယ်လို့မှမထင်ပါနဲ့ကွယ်မူရသမီးကလေးအတွေ့ចောင်းမဖို့ပြီးခဲ့ချင်တယ်မဟုတ်တာဆ ्याम ကိုကျမကတော့ကတော့ရအောင်မှာပါဆ ्याम ရဲ့တပည့်ကဆရာကိုကတော့ကောင်းတယ်လို့ဆရာကလည်းတပည့်ကိုပေးကောင်းပါတယ်မူရရဲ့နှစ်ခုစလုံးမင်္ဂလာရှိတဲ့ကိစ္စကြီးပါပဲ။ ကျမကမူယာလက်ထဲကိုငွေ3000ထည့်ပေးလိုက်သည်။မူယာကယူဖို့မဝတ်မရဖြစ်နေပုံပေါ်ပါ၏။ကျမကဇွတ်ပေတော့မှယူရှာသည်။ကျမငငယ်တုန်းကကျောင်းဆရာမတည့်လို့ချင်တာ။ဆရာမစာတင်တာကိုအတန်းထဲမှာကျမအမြင်ကြီးတယ်။ဆရာမဝတ်တက်တဲ့အဝတ်စားကလေးတွေကိုတော့ကျမမှတ်မိနေတာ။ကျမဆရာမမဖြစ်နိုင်တော့ဘူးနော်ဆရာမ။မူယာစကားကမေးခွန်းလားညင်းညူတတချင်းပေလားကျမမသိပါဘူး။ မူယာမျက်ရည်တွေဝဲနေသည် တပည့်ဟောင်းတတော်များများဆင်းရဲရှာကြသူတွေလည်းပါပါ၏တို့တော်မူယာကို တွေ့ရတာလောက်စိတ်မချမ်းမြေ့ရတာမျိုးမရှိ ကျမတို့မိသားစုဖျားပေါ်တက်လာကြတော့မူယာတို့အုပ်ကြီးကြံရည်ခဲ့သည်မူယာကကျမအကြောင်းတွေပြောနေပုံပေါ်ပါသည်မိတ်ဆွေမိသားစုနဲ့အတူဖျားဖူပြီးပြန်ဆင်းလာတော့မူရကိုရှာလို့မတွေ့တော့ မြသိန်းတန်ဖျားကြီးပေါ်ကဆင်းခဲ့ကြပြီးပထိုးတော်ကြီးနှင့်ချင်းသိပ်ကြီးနှစ်ကောင်ကိုခဏဝင်ကြမည်။ပြေးလည်ပြန်မည်။စကိုင်းမှထမင်းဝင်စားကြမည်။ကျမတို့ကားထွက်ခါနေတော့လှေကလေးတွေပေါ်မှာမူရဒုံးဆိုင်ပြေးစင်လာတာမြင်လိုက်ရသည်။နေကပူပြင်းလာသည်။ကျမတို့စည်းလာသောကားကလေးကိုလက်နှစ်ကာတာရင်ရက်ခိုင်သည်။လက်ထဲမှာပြောင်ဖူတွေပူပူနွေးနွေးအငွေ့တထောင်ထောင် မူရခမမောနေပုံရသည်ဘယ်အထိတောင်သွားอยู่ရတာပါလဲဆ ्याम သမီးကလေးဖို့ပြောင်းမှုပြုတ်တွေပါဆ ्याम အခင်းထဲကချိုးပြီးပြုတ်ထားတာတွေချိုးတယ်ပြုတ်နေတဲ့အိမ်ပြေးယူလိုက်တာဆ ्याम စားပါနော်အဲ့ဒါတွေလည်းစားပါရှင်ကျမကပြောင်းမှုပြုတ်တွေလှန်ယူလိုက်သည် ကားလေးကတတောင်တတာတနခါနှစ်ချောင်းကိုမူရလက်ထဲထည့်ပေးလိုက်သည်။ကောင်းမှုတော့တနခါတွေကိုမူရလိမ့်စေခြင်းသည် နေလောင်ထားသောမျက်နာ အစီရေပြောင်နေသောမျက်နာတနခါရောငကပါမကတ်ရှာသည့်မျက်နာမိတ်ကပ်မရှိနှုတ်ခမ်းနေမရှိ မျက်ခုံပြမရှိတော့သည့်မျက်နာမူယာကတနခါတုံးတွေကိုတော့မမတ်ဆက်ဆက်ယူရှာပါသည်ကားထွက်ခါနေတော့မေးဖြစ်အောင်မေးလိုက်သည့်မေးခွန်းတခွန်းဒါရီတချောင်းဘလောက်ဝယ်ခဲ့ရတာလဲဆရာမဘဲလောက်ဖြစ်ဖြစ်ပါ၏ညီလိမ့်စမှာညီကိုလိမ့်စေချင်လို့ပေးတာပါ၏ မဟုတ်တာဆရာမရဲ့ကျမရိုးရိုးမေးတာပါဟိုလေကျမပြန်ရောင်းချင်လဲရောင်းမှာမို့ပါကျမဘာပြောအောင်မသိတော့ကျောင်းသူဘဝတုန်းကအမိုးရအတန်းထဲမိတ်ကပ်တွေလိန်လာလင်းတနခါကလေးလူဖို့ကျမဆုံးမခဲ့ဖူးတာကိုသတိရလိုက်မိပါ၏တခုခုပြောဖို့ကျမပါစပ်ပြန်လိုက်မိတော့လဲမပြောဖြစ်တော့သူကလေးရိုးရိုးတသားပြောရှာတာကိုပဲစိတ်မကောင်းဖြစ်ရသည် ရောင်းတော့မစားပါနဲ့အေးလို့လဲမတားချင်တော့မိန်းကလေးဆိုတာပါမတဏ္ဍာရှင်မစက်တရရှိတာကွဲလို့လဲမဆိုချင်တော့တဏ္ဍာဈေးကို မပြောတော့ဘဲနောက်ထပ်တဏ္ဍာတစ်ချောင်းမူရကိုထပ်ပေးလိုက်သည်ဒီတစ်ချောင်းတော့ညီလိန်ဆန်းပါအေးကျမတို့ကားကလေးဆက်ထွက်လာတော့တနခါ၃ချောင်းပိုက်ရင်မူရလက်ပြကြံရီခဲရှာသည် စပင်တွေကတလွင်လွင်ပထိုးတော်ကြီးတဲ့ကိုမိတ်ဆွေမိသားစုသားဖျားဖူးသွားကြသည် ကျမကသမီးကလေးနေဘူးမိမဆိုသဖြင့်တစ်ပင်ရိမ်မှပဲဖျားကြီးကိုဖူးမြော်လိုက်ပါ၏ကျမအိမ်သားကတော့ချင်းသိပ်ကြီးနှကောင်ကိုဓာတ်ပုံတွားရိုက်သည်တအောင်နေတော့ကျမတို့သားအမိလည်းချင်းနေကြီးနှကောင်ဘက်ကိုလိုက်ခဲကြသည်ဈေးဆိုင်တန်းကလေးတွေကြားဖြတ်တော့တစ်သားပေတန်းကလေးတွေရွှေကြည်ထိုးအိတ်ကလေးတွေသမီးကိုဝယ်ပေးလိုက်သည် သမီးကိုသူ့အဖေကချင်းသိပ်ကြီးတွေနှစ်တွဲကဓာတ်ပုံရိုက်ပေးသည် ခြေနေကြီးတွေကိုမော့ကြည့်ကြသည်ကျမတို့ငငယ်တုန်းကအဖေဖောင်ဆွဲမော်တော်မင်းကွန်ရောက်ပြီဆိုတာနဲ့မောင်နှမတွေလိုက်လာကြတာပဲတလုံးတွေပေါ်ဆော့လိုက်ကြတောင်ပြင်မှာနပန်းလုံးလိုက်ကြဒီခြေနေတွေကြတွတ်တွတ်ပုံလိုက်ကြနေပေါ့ဘိုက်စာတော့အဖေမော်တော်ထဲစဉ်းစားလိုက်ကြနဲ့အဖေတောင်တတိယနေမိသေးတယ်။ကျမအိမ်သားကတော့ကျမစကားတဲ့ချင်းတိတ်ကြီးတွေကိုပဲစိတ်ဝင်စားနေပုံရပါ ਈ ။ ဒီခြေနေကြီးတွေကအတောင်60မြင့်နဲ့ငလင်တန်တွေခံခဲ့ရလို့ပြိုကျသွားတာတွေဖြစ်ခဲ့ရတယ်။ဗျာဒိတ်ကန်ခြေတိတ်တွေဖြစ်လို့ဖျားစက်တွေအနားမှာအမြဲရှိကြရတာပေါ့။အခုတော့ပြိုကျပျက်စီးရပြီးတင်္ခါရကလွတ်ခဲတယ်လို့ဆင်ကျင်နေတာပေါ့လေ။ဗျာဒိတ်ကန်ခြေတိတ်ကြီးတွေလည်းလားကျမတို့ငငယ်ကမင်းကုန်းလူအိုယုံက အဖွားအတရားပြောပြတာကိုမှတ်မိနေသည် ီချင်းတဲ့ကြီးတွေကိုဂဲနဲ့ကြောင်အောင်ပြစ်နိုင်ရင်စုတောင်းပြည့်တယ်ဆိုသည့်စကားပင်မောင်နှမတွေတကယ်လဲဂဲနှစ်ပြစ်ကြည့်ခဲ့ကြဖို့သည်ဘယ်သူမှကြောင်အောင်မပြစ်နိုင်ခဲ့ဒီစကားကိုကျမအိမ်သားကိုပြောပြတော့အခုလည်းပြစ်ကြည့်ပါလားတယ်အခုမှတော့မကြည့်မငယ်နဲ့မပြစ်ချင်တော့ပါနောက်တစ်ခေါက်မင်းကွန်းကိုရောက်ဖြစ်ရင်တော့မူရနွဲ့ကိုလိုရာဆွတောင်းပြီးချင်းတဲ့တွေကြောင်အောင်ဂဲပြစ်ကြည့်ဖို့ပြောပြချင်ပါ၏ ဟုတ်တော်ရှိမဟုတ်တော်ရှိစူတောင်းပြည့်လင်ကောင်းတာပေါ့စူတောင်းပြည့်သည်ဆိုပါစို့မူရာဘာစုများ တောင်းမှာပါလဲလို့လဲကျမတွေးကြည့်နေမိပါသည်သူထံပေါ်မလာတော့တော့လင်သားပြန်လာပါစေများဖြစ်နေမလားဒါမှမဟုတ်ကောင်းမှုတော့တနခါမှမွေလူးနိုင်ရပါစေလို့စူတောင်းလေမလားမူရာကကောချင်းတိတ်ကြောင်အောင်ခဲပြစ်နိုင်ပါမလား ခြေနေကြီးတွေကတော့ငလှင်တန်၊လေတန်၊မိုးတန်၊နှိကလာတန်များကြောင့်ပြိုကျပျက်စီးကုန်ပါပြီ။ဦးကောင်းပိုင်းမရှိတော့သောခြေနေကြီးနှကောင်ကို ကျမကြည့်ရင်ကမိဖုရားမဖြစ်ရရှာသောမူရအကြောင်းကို တွေးနေမိပါ၏။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမခင်ခင်သူရေးသားထားတဲ့မောင်းမဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။